ာရမလို့ဒါလည်းရတော့အရေးကြီးတဲ့စကားတင်းနာမှာအရေးကြီးတဲ့စကားမှုသာပေဒီကာလပြောပါစေဝိပဿနာအာမထုတ်ပြီးပါရင်တော့ပါမယ်ဒိဋ္ဌိခွာခြင်းရင်ရှေ့ဘင်းကဗာနားလေရမလို့ပရိစ္ဆေဘုရားနဲ့သစ္စာနားလေရအဲ့ဒီအစဉ်အဆက်တိုင်းမပြဘဲနဲ့ဇာကနေမယ်ခင်ဗျားတို့ကလည်းနားမလဲဘဲနဲ့ ဝိပဿနာလူကြီးကိုမိစ္ဆာတွေရှုနေကြမယ်ခြင်းကုသိုလ်ဖြစ်ပါရဲ့နိဗ္ဗာန်မရဘူး။သွားကြ။ကုသိုလ်တော့ဖြင့်နိဗ္ဗာန်တော့ဒီလိုနဲ့ရှိလေကိုသရဗ္ဗာဥပဒေရဥသံမုံတို့ပေါ်လာ။ဥပဒနာတွေရောက်တယ်ဆိုရင်ရှုရဲ့ဆင်းရဲခိုင်းရင်ခိုင်းရင်အာသောရသိသောရသိနေရသိထိုင်ရသိလုံးမြေကွာ။ဒါတွေတော့ခွာမပေးဘူးဆိုရင်ဖြင့်ဥပဒေကွာပြီ။မရပါဘ စိတ်တခြားမရဘူးဆိုတာကကျွတ်သေးချာဖတ်ပါဘောကြဲဒါတဲ့ဖြင့်ဓမ္မတွေဘုဒ္ဓသစ္စာကထုတ်လိုက်ပြန်ဘုဒ္ဓသစ္စာကထုတ်လိုက်ပြန်လို့ဆိုတော့ဓမ္မတွေပါဠိကိုမဆုံးဘူးပါဠိကအာရုံပြေတာကဓမ္မတွေသုံးရပြောနေတော့ခန္ဓာ၅ပါးရှိတယ် သူသိခန္ဓာ၅ပါးရှိတယ်သူသိယုပ္ပကံတာဝေဒနာကံတာသဉ္ဇကံတာသင်္ခါရခံတာ၄ပါးမှန်ပါပါအဲ့ဒီ၄ပါးကတော့ဖြင့်ဒီဘဝမှာသိတယ်ဆိုဒီ၄ပါးသိတယ်မှန်ပါပါဝိညာဉ်နဲ့ခန္ဓာကဘာကတော့ဖြင့်မသိမှန်ပါပါစိတ်ကမှန်ပါပါစိတ်ကမသိဘူးဆိုဒါသိချာမှဗသတိအီယူမှန်ပါပါ ယုတ်ဝေဒနာစဉ္ညာသင်္ခါရကတော့ပါတယ်ဗျာဝိညာဉ်ရဲ့ခန္ဓာဆိုတဲ့စိတ်ကအမှန်ပါဘုရားကဲဓမ္မလူသတ္တရိအဲ့ဒီဝိညာဉ်ရဲ့ခန္ဓာကတော့ဘယ်လိုလုံးလို့ပြီးတော့ဒီခန္ဓာထဲမှာသူနေခွင့်မရတော့ဘူးဒီခန္ဓာကြီးကအသုံးမကျဘူးဥပ္ပိနဘေးသေးဘေးသင်္ခါနဲ့သူဖတ်သွားတယ်သတ္တဝိညာဉ်ပြင်းနေနေမယ် ်ပဲနဲ့နေမငယ်ရင်လည်းနေပဲသူကလည်းအသေးမခံနိုင်ဘူးသူကလည်းထောသမတ်တက်တက်ပဲဟိုဘဟိုဘပုံပုံမကောင်းလို့ရှင်လည်းသူတခြားသောဝန်ကောင်းဘုံပြောင်းမယ်ဒါတော့ဉာဏ်ကဏ္ဍလေးပါးမှာကာရမကိုအပြစ်မရှိပါဘူးဝိညာဉ်နဲ့ခန္ဓာမှာကြတော့သတ္တရာလေးရှိအပြစ်သမှာပြင်းမလားဝိညာဉ်နဲ့ခန္ဓာမှာတော့ ကျက်စီးတဲ့လူကိုပါသေးဘူး။ဟုတ်ဝိညာဉ်နဲ့ခန္ဓာတော့ဖြင့်စိတ်ကလေးအဖြစ်ဘုံဘုံဒီဘုံဆက်ရောင်းနေတယ်လို့ဥမာရင်ဒီလိုယူပါ။ဟုတ်ပါဘူး။ဘာကြ။ဒါကြောင့်ဘုန်းကြီးတို့ဒကာရမတွေမှာလဲအလွန်အရေးကြီးပြီးဥစ္စာဟဲ့အသက်ထွက်တယ်ဆိုတာများမယူကြပါနဲ့ဟာ။ဝိညာဉ်ချုပ်တယ်လို့ပြောကြပါဟာ မသက်ထွက်သွားပြီလို့မပြောပါနဲ့သဘောကြမသက်ထွက်ပြီလို့ရှိကမရှိလို့မထွက်နိုင်ပါဘူးအဲ့ဒါကိုအသက်ထွက်တယ်လို့ခင်ဗျားတို့ဆရာကောင်းကြီးဒီဒီပဲအသက်ထွက်တယ်လို့မပြောကြပါနဲ့ပြောကြင်ပဲလို့ပြောရအောင်ကျင်းမီအသက်သက်တဲ့ပြောလို့ရှိရင်ဒီတဲ့ဓမ္မတွေကသတ္တရာတိရှိတယ် သက်ထသွားတဲ့လူယူပြီးဟာဒီခန္ဓာမကောင်းလို့ဘုခန္ဓာဘဝတစ်ပါးပြောင်းသွားပြီဆိုတဲ့အိဗေကြမကြဘူးဗာရိတိအဲ့ဒီအယူမဆန့်တဲ့ကာလပတ်လုံးဝိပဿနာအလုပ်ကိုအပေါင်းအထုပ်ညာတော့လေမညာဘုံညာမယားလို့သူပြည့်တယ်မညာဘုံညာကိုမယားနိုင်ဘူးလို့သုံးပြည့်ချက်ချက်ဒါရင်တရားတော်မှာလို့ ဒီမူပြင်ရတာဒီလွယ်ကူသလားလို့မေးတဲ့အခါဘယ်နဲ့ပြေကြပါ့မလဲဘယ်နဲ့ကြောင့်မလွယ်ကူဆုံးမေးတော့မှားပြီးရလို့မရဘူးစိတ်ကြီးစကားစိတ်ငယ်ကြားနဲ့လာခဲ့တာဒါကကြိုဒီတိုင်းဖြစ်မှာအဲ့တော့စိတ်ကြီးစကားစိတ်ငယ်ကြားနဲ့လာခဲ့တာတော့လာခဲ့တာဘောအခုဆရာသမားဖြောင်းပေးတဲ့ဆရာသမားနဲ့တွေ့ကြတော့ငါကောကောက်နေတာလို့ဖြောင်းပြလိုက်ကြပေါ့ သဘောပါ။အမှန်ပါ။ဒါကြောင့်ခင်ဗျာချင်းသေးသေးချာချာကဝိညာဉ်ဒီဒီနေရာဖြစ်ဒီနေရာချုပ်တယ်ဆိုတာသဘောကျလား။မှန်ပါ။နားထဲမှာကြားရတဲ့အခုခွင့်ရောင်းနေတဲ့တရားလေးမကြားတဲ့ဝိညာဉ်လင်းပေါ်ဘူးလား။မှန်ပါ။ဒီကအပန်းရလိုက်တော့ရှိသေးတယ်။မှန်ပါ။ဘယ်များကြောင်းသေးလဲ။မှန်ပါ။ဒီနိနာရဲမှာပေါ်ပြီးဒီနာရဲမှာကြောက်ဝိညာဉ်ပြောင်းနေကြောက် မင်းဒီလိုတရားကိုဥပဒနာဉာဏ်တရားကိုမနာရတော့ဝိညာဉ်ပြောင်းတယ်။မှန်ပါပါ။မြည်ပြန်ဦးလား။မှန်ပါပါ။အဲ့ဒါဒါတိကဗတိမင်းတွေကလည်းဆိုလိုက်ရှင်းတယ်။ဘယ်ဝိညာဉ်ပြောင်းတာပြောသလိုဘယ်ဝိညာဉ်လုံးလို့နေတဲ့ခါကျသင်တရားတဲ့ဝိညာဉ်လေးဟာကပြောင်းတယ်ဆိုတာရှားမဟုတ်ပါဘူးတဲ့။ဒီဝိညာဉ်မှရှိတဲ့ဝိညာဉ်လေးဟာလူသေးတဲ့ဆိုဆွတ်တော့ သတ္တဝေဒကလာဟိုရောက်တဲ့အခါမှာကောင်းတာမကောင်းတာဒီကလောက်ထားလိုက်ကောင်းချိုးမကောင်းချိုးသူကကြွားပြီးတယ်ဟန်ကြပါ့ဒီကလောက်ထားလိုက်ကောင်းချိုးမကောင်းချိုးသူဒီကနေကြွားပြီးတဲ့ကလာငါလောက်ထားတာပဲငါပဲကြွားခံစားမယ်သူဝိညာဉ်လေးကကြွားခံစားပါ့ကဲသူဖြေဖို့သူဖြေဖို့ဘယ်လိုဝိညာဉ်သေးလဲသိပါပါဘာတိဖြေတဲ့ဖြေကမပြေပါဘူး ဲ့ဒါမူရဘာနာကပါဠိတော်မှာဒီတိုင်းဖះဟောပါတယ်။ဘုရားကမေးလို့တာတိကဖြေတာပါ။ကောင်းကျိုးမကောင်းကျိုးကိုဖြင့်ဝိညာဉ်ကခံစားပါလေ။ပြောဆိုတာလည်းသူပဲတဲ့။စကားပြောတယ်လည်းသူပဲခံစားတယ်လည်းသူပဲ။ဒီဝိညာဉ်လေးကဘယ်တော့မှမသိဘူးတဲ့။ဒါနဲ့ဘုရားသခင်ကိုရမေကြီးကနန်းတွေကလည်းနောက်ကရှိနေတော့ဟေးတာတိ <laughs> မင်းနေရလို့ရှင်ဝိညာဉ်ဟူဥဒ္ဓမိကတော်လို့ပြောလိုက်ပါဠိဥဒ္ဓမိကတော်ဆိုတာကမင်းဝိညာဉ်ဆိုတဲ့အငွေ့ဒိဋ္ဌိလေးရှိနေတဲ့တွေ့တဲ့မင်းညာဘုံညာဒီဟူသောတမာဒိဋ္ဌိအလုတ်ကိုရှင်းဝိညာဉ်ကိုမြဲတယ်လို့ယူထားတဲ့မိစ္ဆာဒိဋ္ဌိရှိနေတဲ့အတွက်တမာဒိဋ္ဌိမဖြစ်နိုင်သောကြောင့် မင်းတွေကားလို့ချင်းမက်ဖို့မှအရှင်းကြီးမရတော့ဘူးလို့ဆုံးပြေရှာလိုက်ညာနေရှိမှာပဲပြောလိုက်ကဲဒကာဓမ္မကအသက်ထွက်တယ်နဲ့ပြောချင်ကြသေးတယ်ရှင်းပါတော့ဗျာရှင်းကြပါလားနော်အသက်ပဲရှိသေးရှိတာမှမဟုတ်ပဲပဲဒကာဓမ္မတွေဝိညာဉ်လေးဒီနေရာပြည်ပြည်ဒီနေရာချုပ်တာပဲဆိုတာသိကြပါလားအဲ့ဒီကဘုရားရှင်ကရုဏာကြီးကဥမာတို့ သံဃာတို့ပြောလိုက်တာမနဲ့နာဘူးမနဲ့ပါဘူးဝိညာဉ်ဆိုတဲ့အငွေ့ဒိဋ္ဌိလေးရှိနေတဲ့အတွက်အပုံငွေ့ဒိဋ္ဌိလေးရှိနေတဲ့အတွက်မဉ္ဉံဖွဉ္ဉံလေးဆိုတော့သမာဓိဒိဋ္ဌိကိုပြင်းမင်းဒီမောဟကုသိတာမက်ဖို့မှအရှင်းမြင့်ဖြစ်ပြီးဘွာမရတော့ဘူးမနဲ့ပါဘူးဒိဋ္ဌိရှိလို့မရတာပါပေါ်ကြပါဘာရှိလို့လဲဒိဋ္ဌိရှိလို့မရပါဘူးဒိဋ္ဌိရှိလို့ငမ်းမရတော့ဘူးလို့သုံးတယ်ချက်ပါဘာ မုတ်ပါကြ။ဩော်ဒီကဓမ္မကြီးကြောက်ရရှိပါ